အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဖိုးကျော်ရေးတာတဲ့ Drummer Isetta နဲ့စေတတိကဟင်းလင်းပြင်းလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုကျွန်တော်ကိုချေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာ Drummer Isetta နဲ့စေတတိကဟင်းလင်းပြင်းကျမဒူမလေးတွေတောကလာလေတာဒေါ်စိန်မြင့်ကအတန်မြင့်ပြီပြောဤလက်သမားများနှင့်အိမ်ဝိုင်းဖြတ်နေကြတော့ကျွန်တော်တို့အားလုံးကလှည့်ကြည့်ကြသည်။အော်ဟုတ်လား။မတ်စိန်တူမလေးကအျောလေးပဲ အမေဤစကားကိုသူတူမကပါအသိအမှတ်ပြီးတော့အပြုံးနှင့် ပြုံးပြသည် အကြည်ရိုင်းတော်မှာဆိုရင်မျက်နာလွှဲလိုက်ရတော့လေသူရုပ်တွင်ပုံရိပ်ကနှလုံးသားကိုဆက်ချင်းလာ၍ရိုက်ခတ်သွားသလိုပင်အမေပြောသလိုဖြူဝင်းသောအသားနှင့်ထင်းနေသောနှာရတို့မှာအထူးခြားသောအလှပဆုံးဝင်တကိုယ်လုံးကိုယ်ထဲမှာတွယ်လိုက်ရတော့လေရှိုက်ဖို့ကြည့်ငယ်များကသူ့နေရာနဲ့သူမိမချောကလေးတယောက်ဤအသွင်ပြင်ကိုပေါ်ပြနေသည် ိမ်ချင်းကရှင်ရင်ကောင်းရင်ဖြစ်တဲ့ဖြင့်သူဤလှောက်ရှားမှုကိုတနေ့လုံးမြင်နေရသည် အိမ်ရှိထွက်ရအဝိ့လျှော်သည်အိမ်နောက်ပေးဘက်ရေကပြင်းတို့ ရေငင်သည်မိဘကြောင့်မငရုတ်သီးထောင်းတန်သည်ပင်သူဤလှောက်ရှားတန်ဟုနှလုံးသားထဲကသိနေသည်ညနေတွင်အိမ်ရှိရှိရေတိုင်ကြီးတွင်သူရေထွက်ချိုသည်ကျွန်တော်တို့မှာအိမ်ဖြတ်၍မပြီးကြသည်အလုတ်သိမ့်၍ရေရှိုးနေချိန်တွင်ဒေါ်စိန်မြင့်သာမောင်ခင်မြင့်နှင့်အပြင်ထွက်သွားကြသည်တဏ္ဍခါးပကွက်ကြနှင့် ဒီဟာပါဆန်တစ်ဖက်တစ်ဆတို့ကိုသူ့ရုပ်တွေမှာပို၍နုပြူငယ်ရွယ်သွားသည်ဟုမျက်စီထဲမှာမြင်နေမိ၏ဒေါ်စိန်မင်းရင်သားမောင်ခင်မင်းနှင့်သူတို့အပြင်ကပြန်လာချိန်မှာထမင်းစားပြီးအိမ်ရှိထွက်ထိုင်နေခြင်းဖြစ်တဲ့ဖြင့်အကြည်ရင်တစ်ချက်ဆုံမိသွားကြပြန်သည်မောင်ခင်မင်းကအကိုထမင်းစားပြီးပြီလားဟုမေးသောအခါဝမ်းသာမှုအပြည့်ဖြင့်အေးကွာစားပြီးပြီညီတို့မောင်နှမတွေပေါ့ဟုရောကြောင်ပေါ့ကြောင်မေးလိုက်နေသည်မောင်ခင်မင်းကမပြောဘဲသူမက ဟုတ်ကဲ့ရှင်စားပြီးပါပြီဟုပြောလိုက်သောအခါချွလွင်အေးမြတော်သူ့အတန်းကြောင့်ရင်ထဲမှာပီတိတွေရှင်းရှင်းပြည့်သွားသည်မောင်လင်းနေတော်ထဲမှာအိတ်မလို့လားချမ်းကချမ်းနဲ့ကွယ်အတော်တို့အိမ်လားအိတ်လည်းရရတဲ့နဲ့အမိုးကပြတ်ထားသောအချမ်းမြင်တွင်ရှင်တော်ထောင်နေတော်ကျွန်တော်ကိုမြင်သည်ဖြင့်ဒေါ်စိန်မြင့်ကလှမ်းပြောသည်ဇန်နဝါရီလပြတ်သည်ဖြင့်ဒေါ်စိန်မြင့်ပြောသည်လိုချမ်းကောင်းချမ်းမြင့်အမေနဲ့အမတို့ကတော့အိမ်မေးတွင်အမိုးကလုံ၍အခန်းထဲမှာအိတ်ကြသည် ။ဘာပြန်ပြောရမှမသိဖြစ်နေစဉ်ဒေါ်စိန်မြင့်ကမအောင်ခင်မောင်မြင့်ကို မောင်လင်းကိုနှိမ့်တော့တဲ့အိတ်ခိုင်းမလို့လား။ကျမတို့အိမ်လားအိတ်ခိုင်းနေဖြစ်တဲ့ဥစ္စာ။မောင်လင်းကနှာစေးချောင်းဆိုဖြစ်တတ်တာပြီနဲ့ဟုလှမ်းပြောပြန်၏။အမေကဘာမှမပြောအမကပစ္စည်းတွေတဲ့လမ်းထဲပုံထားရတော့အတော်ကြီးဟုပြောလိုက်၏။အမလေးတဲတွေအုပ်တွေများကွယ်ညာတွင်ချင်းဘသူကလာခိုးမှလဲ။တလန်းလုံးမိတွေလည်းထိန်နေတာပဲဟာ။ ဟုတ်တယ်လေဒီကောင်လေးကမဆိုင်မြင်ပြောသလိုနှာစေးချောင်းဆိုးနဲ့ဖြစ်တတ်ပါပြီနဲ့။သွားအိမ်ရှင်သွားအိမ်ပါလားအတာ။အမေစကားတဲ့ကြောင့်ရှင်တောင်ကိုဆွဲဖြူလိုက်သည်ရှင်တောင်ဆောင်မွေရလိုက်တို့ကိုပတ်လိုက်ပြီးဒေါ်စိန်မြင့်အိမ်တို့ရွှေ့လာရသည်။အလိုက်တိတော်မောင်ခင်မြင့်ကစီးကြွ၍အိမ်ရလိုက်ကိုလှမ်းယူသည်။သူတို့အိမ်ပေါ်ရောက်လာသည်ကို သူမကရွရွကြုံကြုံထိုင်၍ငေးနေငေးကြည့်နေ၏။လေးပေချောင်းမီးအောင်အောက်တွင်တိမ်တိမ်မွေ့မွေ့ထိုင်နေသောသူ့အကြည့်နှင့်စုံမိပြန်၏။နှလုံးသား လွင်ဒီခေါင်တွင်နှင်းဆက်နှင်းပေါက်တို့ကြ၍ရှက်ချင်းဆူဆူစိမ့်လန်းစာပြူလာသလိုပဲမောင်တွင် ထမင်းစားပြီးကပ်ပြီလားစားပါအောင်လားမင်းနှမကိုခုခိုင်းလိုက်မယ်လေတမင်းမြာနေထမင်းခုကျေးဇူးပဲကျွန်တော်စားကြပြီတော်တော်နေနေနေညမမခူးပါနဲ့ကျွန်တော်စားကြပြီပါပြီအေးအေးအေးမင်းတို့မပြီးမရှင်ဒီမှာအိတ်ပေါ့နားရမယ့်ရက်လူတွေမှမဟုတ်အားနိုင်ရမယ့်သူတွေမှမဟုတ်တာကဲလက်ပတ်ကလေးနဲ့ရင်းနေကြလိမ့်တယ်ချပေးပါဦးတမီး ဟုတ်ကဲ့ဟုပြောဆိုပြီးရှေ့တွင်ရင်းနေကြနှင့်လက်ဖက်တုပ်ပကံကိုယူလာပေးသည်။ရှမ်းအေးသောဟေမနာ၏ညံ့နေကြသည်နှွေးထိစပြေးသွား၏။အပြင်အကန်းတွင်အိယာသည်တညာလုံးအိမ်မပြောသူ့လှုပ်ရှားမှုမှန်သမျှကိုနှလုံးသားထဲမှကြားနေရသည်။အမောင်ညာထဲတွင်သူ့လက်ပြားကအနာမှတဝဲလဲလဲ။စောင်းနေတော်လဲမအိယာတော်လဲရှောင်းတဟဟဖြစ်ကနှာစေးချောင်းစိုးဖြစ်ရှင်နေမိသည်။ တတိထာမိဒီမှာမိမိရှောင်းဟတ်တန်ဤစက္ကမအတွင်တွင်အိတ်ခန်းထဲမှသူမ၏ရှောင်းဟတ်တန်ကိုလည်းကြာရ၏။နှစ်ယောက်စလုံးအိတ်မပြောနိုင်ကြသောတင်ငေတာများကိုမြည်၍မြည်များရေတက်၍မရတော့ပေ။မနက်မှသူစောစီးသွားထားသည်။မောင်လင်းအတွက်မျက်နာတည့်ရေလှုပ်ပေးထားပါအောင်တမီဟူသောဒေါ်စိန်မြင့်အတန်းကြောင့်ပြန်၍မေ့နေလိုက်သည်။အတော်ကလည်းဧည့်သည်မှမဟုတ်တာဟုပြောပြီးမိမိအိမ်တွင်မျက်နာသွားတည်သည်။ လက်သမားများနဲ့မိမိဤလှုပ်ရှားမှုကိုသူမတနေ့လုံးမြင်နေရသလိုသူမဤလှုပ်ရှားမှုကိုလည်းမိမိကတနေ့လုံးတတိပြုမိနေပြီညနေသားထမင်းစားပြီးချိန်တွင်ရင်းနှီးချမ်းဝိုင်း၌ဆုံမိကြပြန်၏ဒေါ်စိန်မြင့်ကငါလမ်းထိတ်ခန္ဓာသွားအောင်မယ်မင်းတို့ဘောင်တော်မတွေစကားပြောကြအောင်ဟုပြောပြီးထွက်သွားသည်သူနှင့်စကားပြောကျင်တာနှင့်အတော်ပင်ဖြစ်သွားသည်ဒေါ်စိန်မြင့်ဤသားဘောင်ခင်မြင့်မှာဆယ်နှစ်အရွယ်သာရှိသေးသည်မို့ရှစ်သူတို့ပြောကြသောဘာသာဗိဒါကိုနားနယ်နိုင်သည့်နှလုံးသားလူလားမမြောက်သေးပေ ညမက တောကဆိုတာတကယ်ပဲလားဟင်ဟုတ်ဟုတ်ကဲ့ ဟုတ်ပါတယ်အကိုဘာဖြစ်လို့လဲတောတောတောသူတွေကဒီလောက်လှတာတခါမှမမြင်ဘူးလို့ပါအမှန်ပါသူမမျက်နာတစ်ချက်တီးသွားတဲ့ဖြင့်ဇကားကဥတီယာလွဲသွားခြင်းဖြစ်သည်တောသူများဒီမြခစ်ဆန္ဒမမြင်ဘူးသောအကြောင်းကို ပြောလို့ကျန်လွဲပြီးတောသူတွေဒီလောက်လှတာတခါမှမမြင်ဘူးပါဟုဖြစ်သွားသည်မြောက်ပြောတတ်တဲ့သူဆိုရင်ကျမကလည်း တိတ်ကြိုက်တာကဲလက်ဖက်တုပ်ကလေးတုံးဆောင်ပါဦးအကိုဗျာရင်တို့ရဲမိကြသည်တကယ်ပြောတာပါဟုအဆက်ပြေပြောပါသေးသည်တောသူမတွေဘလောက်လှလာရန်ကုန်သူတွေကတော့ဘယ်မိပါမလဲနော်အကိုလက်သေးကုန်ကိုပါးစပ်နဲ့ငုံကြပြီးအချက်မျက်လုံးဝဲဝဲနဲ့တောက်ကဲ့၍ကြည်ပြီးပြောနေသည်ရင်ထဲယုံရှင်နှွေးသွားမိသည် ရန်ကုန်သူတွေပင်ကုန်ရုပ်ရည်ဒီလောက်မဟုတ်ပါဘူးဗျာစေစိုးပိုက်ရမျက်နှာနဲ့ပြင်ထက်ဆင်းထက်ခစ်ဆန်တတ်ကြလို့ပါ ခုခေတ်တောသူတွေလည်းပြင်တတ်စင်တတ်ကြပါတယ်အကိုရဲ့တောသူတွေဆိုပြီးအထင်မသေးလိုက်ပါနဲ့အထင်သေးလို့တော့မဟုတ်ပါဘူးဗျာကျွန်တော်တို့ကတောသားလားမသိဘူးတောသူစစ်စစ်မှမျက်စိတွေ့တာအိမ်တော်ပြုတာတော့အမေကတောသူမှရွေးယူရမယ်လို့ပြောထားတယ်ဒါကြောင့်ဩကျွန်ကလာမရတော့သူလို့စာဆိုရှိတယ်တဲ့အကိုကစာဆိုနဲ့ကို အကိုတို့တောက ကျွန်တော်ကပြည်စာရီးပါ15နှစ်သားမှရန်ကုန်ရောက်တာညမဇာတိကရော ကျမကခရမ်းသုံးခွကပါဒေါ်စိန်မြင့်လာ၍ခဏစကားစာပြတ်သွားသည်ဒေါ်စိန်မြင့်ကနှစ်ယောက်စလုံးကိုအကက်ခတ်ကြည့်ရင်မောင်လင်ကတော့တိုက်ဆောက်တန်းလန်းနေဆိုတော့အားမမဟုတ်ဘူးထင်ပါရဲ့ဟုပြောသည်တိုက်ကပယံတွေလက်သမားတွေစောင့်နေကြတာပဲတော်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 ဘာလို့မလို့လဲအိုးဒီလိုလေကွယ်ဒီကတူမလေးလာနေတာနဲ့ပွဲနယ်လဲစုံနေတော့လိုက်ပြခိုင်းမလို့ပါပဲပွဲထဲမှာဖုန်တွေတထောင်းထောင်းနေဆိုတော့အတော်ကမူးတက်လို့ ဒါများတော့ရဲ့စိတ်ချပါကျွန်တော်လိုက်ပြပါမယ်အေးကွယ်ကျေးဇူးပါပဲကဲတမီးမြာနေမောင်လင်လိုက်ပို့လိုက်မယ်နော်မောင်ခင်မြင့်ကိုလည်းအဖို့ခေါ်သွားကြမောင်လင်ကအင်းနီနာချင်းဆိုပေမဲ့အတော်တို့နဲ့ကဆွေမျိုးလိုပါပဲဘာမှအားနာကြရမရှိဘူးတမီးသွားကျင်တာသာပြောမောင်လင်လိုက်ပို့ပေးပါလိမ့်မယ်ဟုတ်ကဲ့ပါတော်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 ပြောတာဟုတ်ပါတယ်ညီမရဲ့ဘာမှအားမငယ်ပါနဲ့ညီမသွားကျင်တာကိုပြောအကိုလိုက်ပို့ပေးပါမယ် ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်နော်ဒီညသည်မနေ့ကညထက်လှပနေသည်ချုံးမြသောလရောင်ထဲတွင်ဟေမာနာ၏ပစီကားတစ်ချက်ကကြိမဝရှုမဝစရာသို့တော်ကျွန်တော်ကမိုးမြမြလင်းပါစေဟုသာဆူတောင်းနေပြီသည်မိုးရှုပ်လိုက်တာတာရဲ့ဘယ်ကပြန်လာတာလဲဒေါ်စိန်မြတူမကိုလိုက်ပြပေးတာလေအမေဟင်နင်းတို့နှစ်ယောက်ထဲလားအမကဝင်မေးဤမောင်ခင်မြလဲပါပါတယ်ငါမေးမယ်နင်းအဲ့ဒီကောင်မလေးကိုကြိုက်နေရလားဟာမဟုတ်တာအမေကလည်း ဘာမဟုတ်တာလဲငါ့ကိုမဆိုင်မင်းကပြောပြီးပြီနင့်ကိုကြည်တာတဲ့တူတူမကိုကြိုက်နေတဲ့ပုံမှန်တဲ့ဟာအမေကလည်းဗျာရှက်ရှက်နေမျက်နှာမထားတတ်အောင်ဖြစ်သွားတော့ကျွန်တော်ကိုအမကကြားဝင်ပြီးနေခင်းကဒေါ်စိန်မြင့်ငါတို့ကိုလာပြောသွားတယ်ကောင်မလေးဖေမင်းတွေကသူတို့မျိုးမှာထိတ်ပဲတဲ့စဘာဆက်တစ္ဆက်တွေလည်းရှိတယ်ကောင်မလေးကရှစ်တန်းတစ်ခါကြာလို့ကြောင်းထွက်နေတာမောင်နှမကလည်းနှစ်ယောက်တည်းရှိတယ်တဲ့ဒီတော့မောင်လေးကိုမေးကြည့်တဲ့တူတူမကတော့သူတခုံးပါပဲတဲ့ သူ့အဖေမေတွေကလည်းဒေါ်စိန်မြင့်ကိုအတ်ထားကြတယ်ပြောတယ်။အဲ့ဒီတော့နဲ့သဘောကဘလို့လဲပြောမမတော့သဘောတူနေကောင်မလေးကရုပ်ရည်ကလည်းဘာမှပြောစရာမရှိဘူးကြည့်ရတာကလိမ်မာရေးကြဒီမာအေးလွင်နေကအမေလားငါကအမေလားပြောစမ်းငါသားကိုငါမေးစားပြစီအောင်ဟဲ့မနေ့တနေ့ကမှတွေ့တဲ့ဟာကိုမတ်စိန်မြင့်စကားနဲ့အနေအထင်ကြီးနေလိုက်တာမတ်စိန်မြင့်ကလဲလဲလဲပါပြီတဲ့နဲ့ဒီမာမောင်းလွင်တာ အမေမျက်နှာကိုကျွန်တော်စစ်စစ်မကြည့်ရပါ ဟုတ်ကဲ့အမေဟုသာခေါင်းကုန်းကြီးတွေ့လိုက်ရ၏ငါသာအဲ့ဒီကောင်မလေးကိုတကယ်ကြိုက်နေသလားအမေကိုမှန်မှန်ပြောဘာမှချက်နေတရားမလို့ဘူးငါသာကြိုက်ရင်အမေတို့လည်းသဘောတူရမှာပေါ့ကောင်မလေးကြည်ရတာရုပ်ရည်ရောနေပုံထိုင်ပုံရောပြောတရားတော့မရှိပါဘူးဒါနဲ့မြာအမေက ပြောနေရသေးတယ်မောင်လေးကလည်းကြိုက်ပါတယ်ဟဲ့ပြောရမှာပေါ့ငါကအမေဟာနေကနေရတကဝင်မပါနဲ့သူ့ဘာသာသူဆုံးဖြတ်ပါသည် နေ့လယ်ကငါအတန်တန်မှားလိုက်တယ်ဘေးလမ်းမြေအိတ်တွေခါးကျိုးနေတာကိုဈေးဈေးတူမပေးပါနဲ့ဆိုတာအိုးလက်သမားတွေကလည်းတန်တယ်ပြောတာကို အမေရဲ့ဒီကဲ့မှာမဝယ်ရရင်ဘာပစ္စည်းမှရမှာမဟုတ်ဘူးဟဲ့မရရအောင်အဲ့ဒီဒီဆိုင်တွေပဲရှိသလိုလားနေ့အင်္ဂရေအိတ်တွေကလည်းတဲတွေမြေတွေဖောက်ထည့်ထားတာဆိုရင်ဘယ်နဲ့လုပ်မလဲအမေနဲ့အမတို့ဤစကားကိုကျွန်တော်ကမဆုံးဖြတ်ရသေးပါဘူးအမေရာဟူသောစကားနှင့်ဖြတ်ထားခဲ့သည် အမှန်ကအမေရောအမပါတဘောထားတဲ့ဆောင်နေကြတဲ့ဖြင့်ကျွန်တော်ကဒေါစိန်မြင့်တူမှမြာနင်းဝေကိုဆုံးဖြတ်ပြီးသားရှက်၍တိတိကျကျမပြောရခြင်းသာမနက်ဖန်မြာနင်းဝေနဲ့ရွှေရကုံဖျားသွားကြရန်ချိန်ပြီးသားတပတ်ကကြတော့တလိမ့်ဆန်ရုံနောက်နေ့နောက်နေ့တွေမှာလည်းနောက်ထပ်တနေရာ အိမ်ကိစ္စတိုက်ကိစ္စမှာအမတို့အမေတို့နဲ့ပြီးစီးတည်တာကျွန်တော်ကြည့်ရလေများစွာအကြောင်းမထူးတဲ့ဖြင့်မြာနင်းဝေရေးတွားရေးလာရေးမြာနင်းဝေကိုအတိအကျလက်ထပ်ခွင့်တောင်းရေးတို့ကလောလောဆယ်မှာကျွန်တော်အတွက်အရေးကြီးနေသည်အမကရဲလက်စွန်းတို့တခုတွားနေတဲ့ဖြင့်လက်သမားနှစ်ယောက်နဲ့မျိုးတဲ့တန်ချောင်းဝင်ရန်လိုက်ရသည်တို့တော်စိတ်ကမူမြာနင်းဝေစီလိုက်တာတဝဲနဲ့လေမြာနင်းဝေနဲ့အတူသွားအတူလာတပတ်ခန့်ကြာသွားပြီဖြစ်ရာရှစ်သူဘဝကိုလည်းရောက်ရှိနေကြလိမ့်မည် မြန်င်းဝင်လေးကပြောသည် ကိုမြလွင်ကို အမှန်တကယ်မေတ္တာချီရောမှန်ရင်ကျမတို့ရဲ့တော်တော်တလိထုံးစံအတိုင်းအဖေတို့အမေတို့စီလာတောင်းပါအကြီးစိတ်မြတ်ပါရင်အမေတို့အဖေတို့ကလည်းသဘောတူအောင်ပါပါတဲ့ကျွန်တော်ပြောလိုက်ဒီမှာပြောစီရမရှိလက်သမားနှစ်ယောက်နဲ့တန်ချောင်းသွားရန်မျိုးလဲထွက်ရသည်ကိုပင်မြန်င်းဝေကအင်းရှိခထွက်ပြီးငင်းငေးလေးကြံရင်ခဲ့သည်ညနေ၄နာရီခွဲလောက်မှတန်ချောင်းကားတစ်စီးနှင့်မျိုးလဲကပြန်ရောက်လာကြသည် လမ်းထဲကားဝင်လာ၍အင်ချေရောက်သည်နှင့်ဒေါ်စိန်ဖြင့်အင်ချေလှမ်းကြည့်မိသည်မြာနှင်းဝေကမတွေ့ရင်းထဲဟာသွားသည်တန်ချောင်းများတွားဝေရကပြန်လာကြတန်ကြလိမ့်ရင်အင်ချေထွက်ကြုံနေလိမ့်မည်ဟုမှန်းလာသောမှန်းချက်များလွဲသွားသောအခါရင်းထဲမှပူဟာသွားရလေသည်လက်သမား၄၅ယောက်နှင့်အတူဝဲလာသောတန်ချောင်းကိုကားပေါ်မှဝိုင်းချနေကြသည်ဘလောက်မှမကြလိုက်တခဏဟုခေါ်သည်ဖြင့်အမေနှင့်အမတို့အခန်းထဲဝင်လာရသည်ကျွန်တော်ကတန်ချောင်းဝယ်၍ကုန်ကြခဲ့သောငွေများနှင့် ပေါင်းရများကိုပြသည်အမေနဲ့အမတို့မျက်နှာကလည်းမကောင်းကြ။ဘာဖြစ်လို့လဲအမေဟုချက်ချင်းမေးလိုက်သည်။မြာနင်းဝင်နဲ့ပတ်သက်လို့နေပါတိတယ်ဒီကောင်မလေးကသူ့အိမ်ကသဘောမတူဘူးတဲ့။ကောင်လေးတစ်ယောက်နဲ့လိုက်ပြေးတော့အဲ့လားအိမ်ကခွဲထားတာ။နေ့တည်းကအဲ့ဒီကောင်လေးနဲ့သူ့အဖေသုံးလေးယောက်လိုက်လာတယ်။အစကတော့ကောင်လေးကသူတို့ချစ်ချင်းကိုမခွဲပါနဲ့မြာနင်းဝင်ကိုသူတို့နဲ့ပြန်ထည့်လိုက်ပါတို့ဒေါ်စိန်မြင့်ကိုတောင်းပန်တယ်။ကောင်းကောင်းမွန်မွန်ပဲပြောကြပါတယ်။သူနဲ့မြာနင်းဝေကရာပြီ၃ရက်ပဲပေါင်းရသေးတယ်တဲ့ ။မြာနေဝင်မိဘတွေကသဘောမတူတော့ခွဲပြီးရန်ကုန်ပုတ်လိုက်ကြတာဆိုပဲ။ဒေါ်စိန်မြင့်ကပဲအဲ့ဒီကောင်လေးကိုတရေပေါ်အိတ်တရေနာစာဘာညာပြောတော့ကောင်လေးကစိတ်ဆိုးတာပေါ့။ကောင်လေးကသူတို့တစ်ခွဲဆက်ကအလုတမားတဲ့။ကောင်လေးတငယ်ချင်းတွေကလည်းဒေါ်စိန်မြင့်ကိုဝိုင်းပြီးတောက်မှန်ကြတယ်။မရဘူး။နေတို့ကိုခတ်တိုင်ထားတယ်ဆိုတာနေတို့သိရလား။တမုကနှမှုဖြစ်ရှင်ငါအိမ်ပေါ်ကဆင်းကြဆန်းလို့ချိန်ချောက်တော့ကောင်လေးတွေကအိမ်ပေါ်မတက်ရဲကြဘူးတဲ့ ဒေါ်စိန်မြင့်ကိုပြောမရတော့မြာနင်းခွေကိုဝိုင်းပြောပြီးအိမ်ပေါ်ကဆင်းလာခဲ့ကိုဖိတ်ခေါ်တယ်။ဒေါ်စိန်မြင့်နဲ့သူ့အမေသူ့အဖေတို့ကကောင်မလေးကိုဘလို့နားသွင်းထားကြလည်းမသိဘူး။ကောင်မလေးကလည်းနင့်ကိုငါကြိုက်လို့ယူတာမဟုတ်ဘူးတဲ့။ကောင်လေးကပြောပါသေးတယ်။ရှိတ်တွေ့ကြတာသူ့မိဘတွေမိသွားမှာဆိုလို့လား။ဘလုံးဝထွေးမို့ငါနားမရှင်းလိုက်ဘူး။ဒီတော့ကောင်လေးနဲ့သူ့အဖေတွေကအခုတော့နေငါ့ကိုဘယ်ကြိုက်တော့မလဲရန်ကုန်ကဟိုကောင်နဲ့စခန်းသွားနေကြပြီမဟုတ်လားဖရာရောတလိမ့်ဆန်ယုံမာရောနေတို့ကငါတို့တွေ့တယ် အခုပြောလို့မရလို့လာပြောတာတစ္ဆာမရှိတဲ့အကောင်မှပလီမအိုးစုံနေတာပဲပြီးတော့နင်ရောနင်အကောင်ရောတတ်မဲလို့ကြိမ်သွားကြတယ်သူတို့ကတော်သားတွေတကယ်လုံမှာအဲ့ဒါငါသားလေးခုကံကောင်းလို့နှုတ်မို့ဖျားပေါ်ပါတယ်အမေဤစကားကိုကျွန်တော်မကြားမိတော့ပါ အကြည့်ကိုအမေနဲ့အမတို့စီကလွှဲလိုက်ရသည်ခန္ဓာကိုယ်ကြီး dress င်များတစားစီတပည့်စီလွင့်ဆင်သွားကြသလားဟုထင်မှတ်ရသည် ဣဇရာဤရင်ထဲကအရှိဆိုဒီမှာလေအခုဆက်လက်ပြီးတော့နေရမဤရှေချင်းပေတာလို့အမည်ရတဲ့ဝတ္ထုလေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေရမဤရှေချင်းပေတာတန်လိုက်တွင်တောင်ဝင်ရိုးစုံနှင့်မြဝင်ရိုးစုံသည်ဟူသောအင်းညမင်းညစိုက်ညီဘက်တစ်စုံရှိ၏စက်မှုပေတာတွင်လည်းပြုံမှုနှင့်တောက်မြတ်မှုဟူသောစန့်ကျင်ဘက်အင်းညမင်းညတစ်စုံရှိသည် ဓာတုဗေဒဖြစ်စဉ်တရက်တွင်လည်းအတ္တများ၏ပေါင်းဆက်ခြင်းခွဲခွာခြင်းတည်းဟုသောအင်းညမင်းညာတစုံရှိလေသည် အမှန်ကထိုဆန့်ကျင်ဘက်သည်ပင်လမ်းထိပ်အုတ်ကုံပေါ်ထိုင်က သူ့အလာကိုစောင့်နေမိသည်ထွက်လာမည်တိရိမင်္ဂလာဓာတ်ထိပ်ကိုခဏခဏလှမ်းကြည့်၍ရင်ကုန်မိ၏သူ့အလာကိုခဏခဏလှမ်းကြည့်နေရသလိုမိုးပေါ်ကိုလည်းခဏခဏလှမ်းကြည့်နေရသည်မတိမတာတစ်ချက်ပြန်ကြည့်ပြီးဘူဒာပလက်ဖောင်းမြောက်ဖက်လျှောက်လာ၏ ခင်ကြီးယထာစီတိုင်းစောင့်နေကြနေရသူရောက်လာသည်ယထာလာကိုမတ်တရက်စောင့်ကြည့်ရင်သူ့ကိုလည်းမသိမသာကြည့်ရသည် ခင်ကြီးရှိရပဲသူလျှောက်လာတဲ့ဖြင့်ရင်ခုန်တုံးကပုံမြန်လာသည်ယထာလည်းတမိုင်းဘူတာကထွက်လာနေပြီတနေ့ကလိုခင်ကြီးအနာလာကတ်ထိုင်အောင်မှာပဲစကားဆလာအောင်မှာပဲဟူသောအတွင်းနှင့်မျက်နာကိုတီထားရ၏ဟာကိုခင်ပေါ့နဲ့လာလေတာလားဗျလာဗျလက်ဖက်ရည်တွတ်တော့ရအောင်ခမည်းနဲ့မတွေ့တာကြာပြီမတ် မတောက်တော့ဘူးဗျာသူကလာနေသောယထာကိုလှန့်ကြည့်ပြီးပြောသည်လက်ဖက်ရည်တောက်ကြရအောင်ဟုပြောကလက်ကိုဆွဲပြီးအတင်းခေါ်သွား၏မာလာမြိုင်နဲ့နေသူတယောက်မှန်းတော့ကျွန်တော်သိသည်လာကြပါဗျာတန်ရောစင်နေထားမနေပါနဲ့9နာရီ15မိနစ်နဲ့ပဲသွားပါကျွန်တော်လည်းမြို့ထဲသွားမှာပဲအတူတူသွားကြတာပေါ့သူကခင်ကြီးစီလှဲ့ကြည့်လှဲ့ကြည့်နေပါသွားသည်တန်ရောစင်ဖြတ်လိုက်ချမ်းပါဗျာနောက်ယထာတွေအများကြီးရှိပါသေးတယ်ဒီယထာကလူကျက်ပါပြီတဲ့ ခင်ကြီးမတိမတာတတ်မှချလိုက်ပြီတူတူငါ့ကိုလာဆောင်နေတာအမှန်ပဲဟိုလူခေါ်သွားတော့တတ်တန်ရုတ်တဲ့ကောင်ဟိုအန်ကျိတ်လိုက်ပြီထွက်လာတော့ယထာကိုဘူတာပေးကြီးလက်ဖက်ရည်ဆိုင်ထဲတွင်ငေ့ကြည့်ကြံရည်သည်တနေ့ကလိုပင်ဘူတာကြီးတွင်သူ့ကိုတွေ့ရပြန်သည်မန္တကစကားမပြောလိုက်ရသဖြင့်ယခုရုံးဝပြန်မှလာဆောင်နေမှန်းသိတာဤနံပါတ်1စင်းညာပလဖောင်းမှာခင်ကြီးနံပါတ်၄စင်းညာပလဖောင်းဘက်၆လာကိုသူကမတ်တက်ရက်ပြီးစောင့်ကြည့်နေသည် ခင်ကြီး၏မတိမတားငရေအကြည့်ကိုမြင်သွား၏ပြုံးပြုံးချွတ်ချွတ်ပင်ခင်ကြီးအနားရောက်လာသည်ရင်ခုန်ရလွန်သောခင်ကြီးမှာသူ့ကိုပင်မကြည့်ရတော့ဒီကနာမည်ခင်ကြီးနော်ဟုတ်ဟုတ်ကဲ့ရှင် သူကပုံမီအနားကလာသည်မခင်ကြီးမှာညမတယောက်ရှိပါတယ်နော်ဟုတ်ကဲ့ရှိရှိပါတယ်ခင်ကြီးညမကမခင်လေးအခုဗမာလဲဟင်မမခင်လေး ခင်ကြီးကမခင်လေးဟူသောစကားကိုအံ့ဩစွာရေရွတ်လိုက်ပြီသူကခင်ကြီးမျက်နှာကိုမျက်တောင်မခတ်စိုက်ကြည့်နေ၏ဟင်မခင်ကြီးခုခင်လေးဗမာလဲရင်ဘယ်ကခင်လေးပါလဲကျမကျမညမနာမည်ကခင်လေးမဟုတ်ပါဘူးရှင်မတ်မြမေပါကျွန်တော်ကိုမတနာဘူးလားဗျာရှင်ဒီလူဘာတွေပြောနေပါလဲဟုခင်ကြီးကောင်းချုပ်သွားသည် သူစကားကိုခင်ကြီးလုံးဝနားမလဲခင်ကြီးညမမမြခင်ပါလေယခုအိမ်တော်နဲ့ကလေးနဲ့နှစ်ယောက်ရှိပြီကျန်ကျွန်တော်ခင်လေးကိုဘယ်လောက်ရှိတယ်ဆိုတာတရက်ကွာလုံးအသိပါဗျာကျွန်တော်ကိုတနာရင်ခင်လေးဘာမှလဲဆိုတာတစိမ့်လောက်ပြော့ပြပါဗျာအမဟာမခင်ကြီးဆိုတာဆိုကြတဲ့ကခင်လေးရဲ့အမဆိုတာကျွန်တော်အသိပါတယ်မညာပါနဲ့ဗျာခင်လေးဘာမှရှိတယ်ဆိုတာကျွန်တော်ကိုတနာရင် အိုးရှင်ဘာတွေလာပြောနေတာလဲရှင်ဇာကကျမနားကိုမလဲဘူးကျမညမရဲ့နာမည်ကမတ်မြမီခင်လေးမဟုတ်ဘူးမတ်မြမီမတ်မြမီလေးနာရီ35ရထားနေပြီအခြေဘက်ဈင်းကြံပေါ်မှာပြိုဆင်းလာကြသောလူအုပ်တွေကအနာရောက်လာတဲ့အဖြစ်ရှက်လဲရှက်မိသည် ထို့ကြောင့်စိတ်ပေါက်ပေါက်နဲ့អော်ပြစ်လိုက်မိသူဇာကားကိုခင်ကြီးတကယ်နားမလဲပါမဟုတ်ပါဘူးဗျာခမားတို့ကြုတ်ကိုညာနေကြတာပါခင်လေးကိုဘယ်မှာဖွက်ထားကြလဲဆိုတာပြောပြပါဗျာခမားသိပါတယ် မတိဘူးရှင်မတိဘူးကျမဘယ်လိုလုပ်သိမလဲကျမရဲ့ညီမနာမည်ကခင်လေးမှမဟုတ်တာ မမမေဆိုတာဗန္ဓကာပြောရမလဲဦးကြောင်ကြောင်နဲ့သူကအတင်းကျပ်ပြောလာတဲ့စကားကိုခင်ကြီးကဒေါသနဲ့អော်ပြစ်လိုက်တော့အခါသူငိုင်သွားသည်ခင်ကြီးမျက်နှာကိုစက္ကန့်အတော်ကြာငိုင်ကြည့်နေ၏ခင်ကြီးမှာမျက်နှာထားတည်ထားရတော့လေသူ့ကိုကြောက်လာမိ၏ရှေးပြားလက်ပြားတွေပင်အေးဆက်လာမိ၏ သူ၏ရှေးလျားသောတမချတံကိုကြားလိုက်ရသည်ခင်ကြီးတို့နှင့်တလန်းနေနေကြသောကုံသွေးရည်တက်မှမမထား၏အတံကိုလည်းတပြိုင်တည်းကြားလိုက်ရသည်ခင်ကြီးတို့အလုပ်ကဘူတာနဲ့ပြီးတော့ဟန်ကြတယ်ကွယ်မမတို့မှာတော့ဒီရထားမှီဖို့အရေးတေပြေးရှင်ပြေးပြေးလိုက်ရတာဒီတနေ့ပဲစောစောရောက်ဘူးတဲ့ဓာတ်အောင်ရထားကသဘောကောင်းပြီးနောက်ကျနေလို့ခင်ကြီးတို့ကတော့နေ့တိုင်းဒီရထားနဲ့ပြန်နေကြလားဟုတ်ဟုတ်ကဲမမ ခင်ကြီးမှာယခုမှအသက်ရှူရတော့သည်သို့တော်သူကအနာမမခွာသည် ခင်ကြီးကိုသာစိုက်ကြည့်လျက်ရှိနေသည်ဒါကြောင့်တနေ့မှအပြန်ဘူးတာတည်းမဆုံးမိကြတာကိုဩမောင်လေးခင်မောင်သားပါလားခင်ကြီးအနာတွင်ရက်နေတော့သူ့အားမမထားမှခုမှမြင်သဖြင့်နှုတ်ဆက်၏မမထားနေလေသူတိကျပါလားဟုခင်ကြီးအံ့ဩသွားသည် နောက်မှသူရခင်ကမာလာမြိုင်နဲ့နေဘူးသည်ဟုပြောပြဆိုကြတဲ့တယ်ကိုကြားမိသည် ်မင်းမင်းနေကောင်းတယ်နော်မောင်လေးအခုဘယ်မှာနေတာလဲကွယ်ဘယ်ကိုသွားမလဲဘယ်မှာမသွားပါဘူးမမကျွန်တော်ကျွန်တော်လေးခင်းလေးကိုလာချနေတာခမမမထားကသူ့ကိုချီပြီးတပြင်းရှည်ရှည်ကြီးတစ်ချက်ခြိုက်လိုက်ပြီးတီတီတူတူရေရွလိုက်ပြီးအော်မောင်လေးရေမမထားကသူ့ကိုဆက်မပြောတော့ဘဲယထာတန်လန်းကိုငုံကြည့်နေ၏မမထား၏အမူအရာကြောင့်ခင်ကြီးပင်ကြောင်သွားသည်သူကတော့မမထား၏စကားကိုကြားမိလိုက်ပုံမရချေ မမကျွန်တော်ပြန်အောင်ပါခင်ဗျာ မမမမခင်ကြီးရောနော်မနက်ဖြန်မှာအေးအေးဆေးဆေးကျွန်တော်ရုံးကိုလာလေခဲ့ပါဦးမယ်ပြပြောဆိုဆိုပြီးအချစ်စင်းညံမဲ့ခြောက်သွားကြီးခင်ကြီးကမနက်ဖြန်ရုံးလာအောင်မယ်ဟူသောစကားကိုဖျားတား၍ဗစက်ဟောင်းသားနဲ့ငေးကြံရခဲ့သည်ခင်ကြီးနဲ့ခင်မောင်တန်းတို့လည်းတိကျတာကိုဟဲ့အေးမတိဘူးမမကျမအလုတ်သွားအလုတ်ပြန်မှာသူကလိုက်လိုက်နှောက်ရှက်နေတော့၃လေးခါရှိပြီဒီနေ့လေဟင် ခင်ကြီးကိုသူလိုက်တော့ဖြတ်တယ်။မမထာကခင်ကြီးစကားကိုအံ့ဩသွားလို့နဲ့ခင်ကြီးရဲ့မျက်နှာကိုစိုက်ကြည့်နေသည်။ဟုတ်တယ်မမရဲ့။သူ့ကိုမမသိလိုက်ရင်အေးတိတ်တည်တာပေါ့ကွယ်။သူမာလာမြိုင်မှာနေတုန်းကဆိုရင်မမတို့အိမ်ဟာသူ့ရဲ့စားအိမ်တောက်အိမ်ပေါ့။မမမောင်လေးမောင်တင်အောင်နဲ့ဆိုရင်ညီအကိုလိုခင်ကြတာ။တနာပါတယ်ကွယ်။သူကရင်းရင်းကလေးနဲ့စိတ်နှောက်နေကြတယ်။တိတ်နှမျောစရာကောင်းတဲ့ကလေးပါ။ရှင်သူသူယူနေတယ် အေးကွယ်သူ့ကံများယူနေကြတယ်ဘလို့ဖြစ်တော့ယူတာလေမမသူ့ကြည့်ရတာလူကောင်းတယောက်လိုပဲနော်ဟုတ်တယ်ကွယ်သူ့အကြောင်းမသိကြတဲ့လူတွေကတော့ကိုယ့်အထီသူ့ကိုလူကောင်းလေးတဲ့ကိုထင်နေကြတာပဲဟိုတုန်းကဆိုရက်ွက်ထဲမှာလူရှိလူခင်အင်မတန်ပေါ်တဲ့ကောင်းလေးပါအပြောဆိုလဲတိတ်ရင်ကြီးတိမ်မွေ့တယ်ရရင်ရွာရေးတွေမှာဆိုလဲသူကရှိကပဲဒါကြောင့်လဲလူရေကျော်နှစ်ထပ်ခွန်းသုံးထပ်ခွန်းရတာပေါ့ပညာလဲတိတ်တော်တယ်ဘွယ်လဲရပြီးသား နိုင်ငံသားတွေဘာတွေတော့ပညာသင်သွားကြရသေးတာတိတ်နှမျောစရာကောင်းတာဟဲ့ဘလို့ဖြစ်လို့ယူသွားတာလဲမမရှည်လျားသောမမထားရေစကားကိုမအောင်အေးနိုင်တော့တဲ့ဖြင့်ခင်ကြီးကအလို့တကြီးမေးမိသည်ဒီကောင်လေးအဖြစ်ကရင်နာကြပါကွယ်တို့မာလာမြိုင်လမ်းထိပ်ကတက်အိမ်ကျော်မှာအခုအနောဝတ်ဒ်စေကန်းဖွင့်ထားတာခင်ကြီးသိပါလေဟုတ်ကဲ့မမသိပါလေ အေးအဲ့ဒီစေကန်းမှာလွန်ခဲ့တဲ့၄နှစ်လောက်ကခင်လေးဆိုတဲ့ဆရာမတယောက်ကသူနဲ့ပတ်သက်ပြီးစေကန်းလာဝင်တယ်။အညာသူဆိုပေမဲ့အသားမညိုဘူးဖြူဖြူနဲ့နဲ့ချောချောလေးရယ်။စကားပြောတာကလည်းလေအေးလေတန်လေးနဲ့တိတ်ကိုညင်ညင်သက်သက်ဆက်ဆံတာလဲသူ့အတန်လေးကြားတာနဲ့ယောဂတဝက်ပျောက်တယ်လို့တော့မတို့မာလာမြိုင်ကလူတွေကပြောကြတာ။မမလည်း၄-၅ခါလောက်တော့တွားပြီးဆေးထိုးမှုတယ်။အဲ့ဒီစေကန်းကမောင်းခင်မောင်းတန်းနဲ့အဲ့ဒီဆရာမလေးတို့စက်တူဖွင့်ကြတာတဲ့။ တူတူပြောရရင်လူငယ်ဘဝရင်ခံနေကြတာဆိုပါတော့အဲ့ဒါကိုဆရာအောင်မလေးရဲ့အဖေမေတို့ကတိတ်ပြီးတော့ဆက်ချင်းကြီးကိုလာခေါ်သွားတာတဲ့ဘယ်သူမှတော့မသိလိုက်ကြဘူးမောင်ခင်မောင်သားတယောက်ပဲသိလိုက်တယ်တဲ့ခတ်တာကအဲ့ဒီချိန်မှာမောင်ခင်မောင်သားတို့ဌာနကလည်းမောင်ခင်မောင်သားကိုနိုင်ငံခြားပညာတော်တင်လွှတ်ဖို့အော်ဒါထွက်ပြီးသားဆိုတော့သူ့ခင်ဗျာအညာကရှစ်သူစီမလိုက်နိုင်ပဲနိုင်ငံခြားကိုထွက်သွားရတယ်အဲ့ဒီစိတ်နဲ့ပဲနိုင်ငံခြားမှာယူတော့တင်နှမ်းမပြီးခင်ပြန်လာရတယ်လို့မမမောင်လေးတင်မောင်တင်အောင်ကပြောပြဘူးတယ် နိုင်ငံသားကသူပြန်လာတော့ဆရာဝန်မလေးကိုသူ့အမေအဖေတွေကဖွက်ထားတယ်ဆိုပဲခင်လေးတို့ခင်ကြီးတို့ခင်ထွေးစားတဲ့နာမည်တွေအဲ့ဒီညီအမနှစ်ယောက်လည်းရှိသေးတယ်တဲ့သူ့အမကတော့အညာမှာဒိတ်ဒိတ်ကျဲဆိုပဲဒါကြောင့်လဲမောင်ခင်မောင်တန်းမကတ်နိုင်ဖြစ်သွားတာဒီမှာပေါ့လို့မို့ဆိုလို့ရှိရင်ခင်မောင်တန်းတို့ဘက်ကလည်းပေါက်ရောက်တဲ့သူတွေနဲ့အထက်မှာအများကြီးပဲမမထားရေးစကားမဆုံးခင်ယထာဆိုင်လာတဲ့ဖြင့်စကားစပြက်ကယထာဘော်ကိုအလူရဲ့တက်လိုက်ကြသည် သို့တော်လည်းသူ့ရုပ်သူ့အတွင် သူနှင့်သူ့အတိများပြောဆိုကြသောစကားများကို ပြန်လည်ကြားရောင်မိနေ၏သူ့အတိတွေကို သူကပရိစေဝယောဂါခြားဖွေရေးဌာနမှလှုပ်သည်ဟုယခုတိုင်ပြောတော့အမှန်မှာသူသည်လွင်မျောပါသော ပုံရိပ်ကိုလိုက်ဖမ်းနေသောဝေဒနာတဲ့တယောက်သာဖြစ်လေသည် ဟုတ်ကဲ့ဝတ္ထုလေးကတော့ EDM ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြပါတော့ညီကောင်မောင်တို့တူတူတယောက်ရှင်ဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်တို့များအားလုံးဘေးကင်းကြပါပြီကိုယ်စိတ်နှစ်ပါးချွန်းလန်းချမ်းမြေကြပါစေခင်ဗျာ